တောင်မြူသားလွတ်မြောက်ရေးတက်မတော် TNLA အနေနဲ့လက်ရှိသိမ့်ပိုက်ထိန်းချုပ်ထားတဲ့နေမြေတွေကနေဆုတ်ခွာမှာမဟုတ်ဘူးလို့မေလ၄ရက်တနင်္ဂနွေနေ့ကပြုတ်လုတဲ့သတင်းစာရှင်းလင်းပွဲမှာပြောဆိုလိုက်ပါတယ်။နောင်ချိုကြောက်မဲ့တီဘောမိုးကုတ်မိုးမိတ်စတဲ့ဒေသတွေကနေဆုတ်ခွာပေးဖို့စစ်ကောင်စီကတောင်းဆိုနေပြီးဒါကိုလိုက်ရောမှာမဟုတ်ဘူးလို့ TNLA ပြောခွင့်ရသူလူရည်ဦးကသတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။အာလက်ရှိကတော့ကျမတို့ပြောနိုင်တာကဒီဆက်ကစားဘက်ကတောင်းဆိုတာကဒီမိုးကုတ် သေးဘူးပြန်လဲဆုတ်ခွာတာမျိုးတွေတော့မရှိသေးဘူးเนาะအကြောင်းကိုဒီနေ့ဒီကြေကပြောနိုင်တာကကျွန်မတို့ကကျွန်မတို့ရဲ့ရက်တီချက်အတိုင်းပဲဆောင်ရွက်နိုင်မှာဖြစ်ပါတယ်ဟုတ်ကဲ့ပါတန်တန်လေးရဲ့ရက်တီလူလားချက်တွေကနှစ်ဖက်တက်တွေရောက်တဲ့နေရာမှာပြည့်ရထားဖို့လေကြောင်း drone လက်နက်ကြီးနဲ့တိုက်ခိုက်တာတွေရက်စဲဖို့နဲ့ပြည်သူတွေကိုလွတ်လွတ်လပ်လပ်သွားခွင့်ပြုဖို့ဖြစ်တယ်လို့ဆိုပါတယ်တန်တန်လေးတွဲဖက်တွင်ရင်မှုနှစ် ဗိုလ်မှူးကြီးတာပန်လှကလည်းတရားနယ်အနေနဲ့ထိန်းချုပ်နယ်မြေတွေကိုစစ်ကောင်စီထံပြန်ပေးဖို့မရှိသေးဘူးလို့ပြောပါတယ်။ဒါနဲ့ပတ်သက်လို့မေးမြန်းနိုင်ဖို့စစ်ကောင်စီပြောခွင့်ရသူဗိုလ်ချုပ်ဇော်မင်းထွန်းကို RF ကဆက်သွယ်ခဲ့ပေမဲ့ဖုံးလက်ခံဖြေကြတာမရှိပါဘူး။ဒါကြောင့်စစ်တပ်အရာရှိဟောင်းတဦးကို RF ကဆက်သွယ်မေးမြန်းရမှာတရားနယ်ကနောက်ဆုတ်မပေးဘူးဆိုရင်စည်ရေးဖိအားတွေပိုခံလာရနိုင်တယ်လို့ပြောပါတယ်။သူအခုချိန်မှာလက်ခံလိုက်သူတက်တာမယ်။အခုချိန်မှာလက်မခံလို့ရှိရင်သူအကုန်ပြုတ်သွားမှာပေါ့နော်။အဲ့လိုသွားမြန်တယ်။ အမြင်နဲ့ကြီးအများကြီးရှိတယ်အစ်စ်တက်ကအမှန်ပြောလို့ရှိရင်အခုတည်းကဒီနေဌာနချုပ်ကိုဘုံကျဲတယ်ဆိုတာကျွန်တော်တို့မကြားသေးဘူးဒါကပြီးတော့ဒါအတူတိုင်းနဲ့မှလေသူကပြီးတော့နေဆက်ကိုသူကနှိပြီးတော့ရက်တရတယ်လို့ပြောတာမဟုတ်ဘူးဟိုပြောရလို့ရှိရင်တော့ဖီရကတော့အပေးခံရမှာပဲပေါ့နော်တရနယ်ရဲ့ဒုတိယဗိုလ်ချုပ်ကြီးတာချုပ်ဂျာဦးဆောင်တဲ့ကိုစလဲဖွဲ့နဲ့စစ်ကောင်စီဘက်ကဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဦးဆောင်တဲ့ကိုစလဲဖွဲ့တို့ဧပြီ28ရက်နဲ့29ရက်နေ့တွေကတရုတ်နိုင်ငံကုမင်းမြို့မှာအပြစ်ခတ်ရစဲရေးဆွေးနွေးခဲ့ကြပေမဲ့မအောင်မြင်ခဲ့ပါဘူး။ ်တန်လီအနေနဲ့နောင်ရှိုးကြောက်မဲတီဘောမိုးကုတ်မိုးမိတ်စတဲ့ဒေသတွေကနေပလောင်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့နမ်ဆန်နဲ့မန်တုံမြို့နယ်တွေတဲကိုပြန်လည်ဆုတ်ခွာပေးဖို့စစ်ကောင်စီဘက်ကတောင်းဆိုရာကနေစွန့်နဝဲမအောင်မြင်ဖြစ်ခဲ့တာလို့တန်လီကမေလာနှစ်ရက်နေမှာထုတ်ပြန်ပါတယ်စစ်ကောင်စီရဲ့လေကြောင်း၊ဒရုန်းလက်နက်ကြီးတွေအပြင်ထိုးစစ်ဆင်မှုတွေကိုရပ်ဆိုင်းထားဖို့တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပြန်ဖွင့်လှစ်ဖို့ ဒေသတည်ငြိမ်အေးချမ်းရေးနဲ့ကိုကန့်တက် MNDAA လို့အပြစ်ကတ်ရစေးပြုလုပ်နိုင်ဖို့အတွက်တရုတ်အထူးကိုယ်စားလှယ်မစတာတိတ်ရှိကျွန်းကကမခရပြုလုပ်ပြီးဆွေးနွေးခဲ့ကြတာလို့ဆိုပါတယ်နောက်တစ်ကြိမ်ဆွေးနွေးပွဲကိုလာမယ့်ဩဂတ်လမှာပြုလုပ်ဖို့လည်းသဘောတူညီထားကြတယ်လို့တရားနာရေးရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်တရုတ်နိုင်ငံဟာသူတို့နဲ့နယ်မြေထိစပ်နေတဲ့နယ်စပ်တည်ငြိမ်အေးချမ်းရေးအတွက်အခုလိုကြားဝင်ဆောင်ရွက်နေတာဖြစ်ပြီးတရားနာရေးကိုလည်းဖိအားပေးတာတွေဆက်တိုက်ရှိနေတယ်လို့တရားနာရေးရဲ့တွဲဖက်အထွေထွေတွင်းရင်မှုနှင့် ဗိုလ်မှူးကြီးတာပန်လှကသတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။ချင်းချောင်းကိုရှိတလားစင်အာဒါရှိတယ်လို့ပြောရမယ်ဒီမှာလေ။ဘာရှိလို့ဆိုတော့ဟိုတလုံးတုန်းကအာဒါရှိလီအစိုးရကနေမှာဒါကျွန်တော်တို့ပြေးဖို့တဲ့စာကလေးဒါအလုံးမမီဇာတိမဲ့လို့ခင်ပါတယ်။အဲ့ဒါဒီမှာကပါဘူးခုနဒီအဲနှုတ်နဲ့ရောအာတခြားနည်းလမ်းကြောင်းတွေရောအပုံမှန်ခုနဒီဖီအာချင်းချောင်းမှုဆိုတာတဲ့ဖီအာပေးမှုပေါ့နော်။ဆိုတော့အဲ့ဒီမျိုးတွေရောပုံမှန်တော့ရှိနေပါတယ်လို့ကျွန်တော် ဖြစ်စပြောကြတော့ပါတယ်ဗျနော်တရုတ်နိုင်ငံနဲ့ထိစပ်နေတဲ့နေဇက်ဒေတာဓာငွေပိုက်လိုင်းတချောင်းနဲ့တရုတ်အကျိုးစီးပွားတွေရှိနေတဲ့နေရာတွေမှာတိုက်ပွဲဖော်ဆောင်တာမဟုတ်ဘူးတရုတ်နိုင်ငံဘက်ကတောက်လျှောက်ဖိအားပေးပြောဆိုနေတာတွေရှိနေပါတယ်လက်ရှိမှာတရားနယ်ထိရှုပ်ဒေတာတွေကိုစစ်ကောင်စီဘက်ကရောတရုတ်နိုင်ငံဘက်ကပါဆက်သွယ်ရေးလမ်းကြောင်းတွေကိုပိတ်ဆို့ဖျက်တောက်ထားပြီးဒါဟာပြည်သူလူထုကိုပဲအခက်အခဲဖြစ်စေတယ်လို့ဗိုလ်မှူးကြီးတာပန်လကပြောပါတယ် ဒါနဲ့ပတ်သက်လို့မေးမြန်းနိုင်ဖို့ရန်ကုန်မြို့ရှေ့ဆိုင်မြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ယုံကို RFI ကအီးမေးလ်ကနေဆက်သွယ်ခဲ့ပေမဲ့အခုသတင်းထုတ်လွှင့်တဲ့အချိန်ထိတစုံတရာတုံ့ပြန်တာမရှိသေးပါဘူး။တရားနာလေထိန်းချုပ်ထားတဲ့မိုးကုတ်၊နောင်ချိုကြောင်မဲမြို့နယ်တွေကိုစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာတွေဆက်တိုက် လုပ်နေတယ်လို့တရားနာလေကမေလ9ရက်ဒီကနေ့မှာထုတ်ပြန်ပါတယ်။ထိခိုက်မှုအခြေအနေသေးစိတ်ကိုဆက်လက်ထုတ်ပြန်သွားမယ်လို့လည်းဆိုထားပါတယ်။ တိုက်ပွဲဖြစ်ပွားတာမရှိဘဲပြည်သူလူထုကိုဥတီတိုက်ခိုက်နေတာဖြစ်လို့အလုံးသတိပြုချောင်ရှားကြဖို့လဲတရားနယ်ကတိုက်တွန်းထားပါတယ်တရားနယ်အနေနဲ့မြန်မာနိုင်ငံမှာလက်ရှိကြုံနေရတဲ့ငလင်ဘေးကြောင့်မိလကုံအထိတစ်ဖက်သက်အပြစ်ခတ်ရက်စဲထားတဲ့အတွက်စစ်ကောင်စီရဲ့လှုပ်ရှားမှုတွေကိုစောင့်ကြည့်နေတယ်လို့တရားနယ်ရဲ့ပြောခွင့်ရသူလွေရည်ဦးကသတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့ပါတယ်တရားနယ်ဟာမိုးကုတ်ကြောင်မဲတီဘော နောင်ချိုကုတ်ခိုင်အပါဝင် မြို့၁၂မြို့ကိုတိမ့်ပိုက်ထိန်းချုပ်ထားတာဖြစ်ပါတယ်ခင်ဗျာ